မင်္ဂလာပါခင်ဗျာကျော်ဒီနေ့မှာတော့ဒီ graphic designer များအတွက်မရှိမဖြစ်လိုအပ်တဲ့ w font စလုံးလှသွင်းတဲ့နည်းလေးကို sharing လုပ်ပေးချင်ပါတယ်။ဒါတော့ကျွန်တော်ကွန်ပျူတာထဲမှာဆိုလို့ရှိရင်ကျွန်တော် font လေးသုံးချင်တဲ့အခါမှာဒီလိုမျိုး font လေးတွေ w font ရမင်း font လေးတွေသွင်းထားမှလားကျွန်တော်တို့က font ကို သုံးလို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနည်းလေးရတာကျွန်တော် W ဖောင်လေးကို W01 နဲ့ W90 တိပေါ့နော်။အဲ့ဒီဖောင်လေးတွေကိုကျွန်တော်ဘလို့ download လုပ်ပြီးတော့ဘလို့သွင်းရမလဲဆိုတာကို sharing လုပ်ပေးချင်ပါတယ်။အဲ့တော့ကျွန်တော်ဒီဖောင်လေးကိုလည်းကျွန်တော် Telegram channel မှာတစ်ခါတည်းအဲတင်ပေးထားမှာဖြစ်လို့နော်။အဲဖောင်လေးတွေတခါတည်းအတွေ့အကြုံရယူနိုင်ပါတယ်အဲ့တော့ကျွန်အရင်ဆုံးအနေနဲ့ကျွန်ကဒီဖောင်တွေသုံးဖို့အတွက်ဒီဖောင်ကို download အရင်ဆွဲရပါမယ်အဲ့တော့လွယ်လွယ်လေးပါအ ီ Telegram ထဲမှာเนาะကျွန်တော်ရဲ့ဒီ channel ထဲမှာဒီ download link လေးကိုထည့်ပေးထားပါဗျ။အဲ့တော့ဒီမှာဖောင်လေး W ဖောင်လေးပေါ့เนาะ raphine နဲ့ raphine size အနေနဲ့ဆိုရင်1.8 megabyte ပဲရှိပါတယ်เนาะ1က1.8 megabyte ပဲရှိတယ်။အဲ့တော့ဖောင်လေးကိုကျွန်တော်အရင်ဆုံး download လိုက်ပါเนาะဒီမှာဖောင်လေးရှိပါတယ်ဒီဖောင်လေးတင်ပေးတာရှိပါเนาะအဲ့ဒီဖောင်လေးကိုအရင်ဆုံး download ပေးရမှာဖြစ်ပါတယ်။အဲ့ဒီမှာလည်းတင်ထားရှိပါเนาะ အဲ့တော့ဒီဖောင်လေးကိုကျွန်တော်ဘယ်ကနေတောင်းရမလဲဆိုရင်အဲကျွန်တော် comment မှာဒီဖောင် download link ကိုပေးထားမှာဖြစ်ပါတယ်အဲ့တော့ comment လေးကနေပြီးတော့ကျွန်တော်ဒီ poll comment အောင်မှာ download link ကို down ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့တော့ကျွန်တော်အရင်ဆုံး down လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တော့ဒီမှာ down ပြီးသားပြီပါနော်တကယ်လို့တောင်းပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ download လုပ်လိုက်တဲ့ file လေးကဘယ်ထဲမှာရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ download file ထဲမှာရောက်ရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ပြန်ပြီးတော့တောင်းပြမယ်နော် ဘက်ကလစ်ကိုနှိပ်ပါပြီးသားလို့ရှိရင် CS value နှိပ်လိုက်မယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်ကိုသိမ့်မဲ့နေရာလေးပေါ့နော်သိမ့်မဲ့နေရာလေးဒီမှာရွေးရွေးပြီးသွားရင်အဲဒီ save ဆိုလို့နှိပ်လိုက်ပါနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာ save ပြီးသားရှိပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီထဲမှာရှိရနော်အဲ့တော့ကျွန်တော်ကတော့တောင်းပြီးသားရှိတဲ့အတွက်တောင်းပြီးသားနေရာလေးကိုသွားလိုက်ပါမယ်အဲဒီမှာပေါ့နော် w form ပေါ့ဒီမှာ w form ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ w form လေးကို အဲဒေါင်းလုဒ်လုပ်ဖို့အတွက်ကျွန်တော်ကနှစ်ချက်နေလိုက်ပါเนาะအဲ base store အနေနဲ့ rafi နဲ့ရပါလိမ့်မယ် rafi နဲ့ဆိုလို့ရှိရင်ကျွန်တော်ကအဲဒီဒီ rafi ကိုကျွန်တော်ဖြည့်ပေးရပါမယ် rafi ပေးရပါမယ်เนาะအဲ့တော့ဒီမှာသူ့ကိုဖြည့်လိုက်ပါမယ်အဲ rafi လိုက်မယ်เนาะသူ့ပုံမှာနှစ်ချက်နေပြီးရ right click ကိုနှိပ်ပါเนาะ right click ကိုနှိပ်ပြီးသားရင်ကျွန်တော်တို့ကဒီ show more option เนาะ show more option ကိုသွားပါအဲပြီးသွားလို့ရှိရင်ဒီမှာ address here ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ အဲ့ကျော် here ဆိုလုံးနေလိုက်တယ်ဆိုလို့ရှိရင်ကျော်တာ graphic လို့ရတာမှာဖြစ်ပါတယ်အဲဒီမှာပြီးသွားရင်နော်အ graphic လို့ရတာဆိုလို့ရှိရင်နှစ်ချက်နေလိုက်ပါပြီးသွားရင်ဒီမှာ w font နေပေါ်လာလိမ့်မယ်ဒါ font နေပေါ့နော်အဲဒီ font နေကို select ပေးပါ control ရဲ့ a နဲ့ keyboard ကနေ control a နဲ့ selection ပေးပါ select ပေးပြီးသားရဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ်မှာ right click ကိုနှိပ်ပါနော်ဒီ font လေးပေါ်မှာ right click ကိုနှိပ်ပါ right click ကိုနှိပ်ပြီးသားရဲ့ဆိုလို့ရှိရင်ဒီ install ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော် install ဆိုတာလေးကို โอเคဒါကျွန်တော်ကဖောက်အသွင်းပြီးသားဖြစ်တဲ့အတွက်ဒီလိုမျိုး brand vault လေးကြာလာပါเนาะအဲဒီ vault လေးကြာလာဖြစ်ပါတယ်အဲ့တော့ဒီမှာ don't အဲ do this for current time ပေါ့เนาะသူကိုနေလိုက်မယ် yes ဆိုလို့ message ရှိလိုက်မယ်အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ကဖောက်လေးကိုအကုန်လုံးပြန်သွင်းมาဖြစ်ပါတယ်အဲ့တော့ဒါဖောက်လေးကိုပြန်သွင်းနေပါเนาะအဲ့တော့ဒီဖောက်လေးကိုဒါလေးပြည့်တော့ခဏဆောင်ပေးပါဒါဆိုရင် w ဖောက်လေးအကုန်လုံးပြန် ပြီးတော့သွင်းနေရဖြစ်ပါတယ်

ဘင်းဝက်ဆိုပြီးတော့တိုက်ထည့်ပေးလိုက်ပါဒါမက်ခရိုဆော့ဝက်ခွင့်နဲ့ shortcut လေးပေါ့နော်မက်ခရိုဆော့ဝက်လေးထဲမှာတခါတည်းသုံးပြပါမယ်အဲ့တော့ဒီနေရာလေးမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော် w font ဆိုပြီးတော့ပြောင်းလိုက်ပါမယ်အပေါ်မှာပေါ့နော်အဲ w ကျွန်တော်53နဲ့ရှင်းပြပါမယ်ဒါ w font 53နဲ့ရှင်းလိုက်မယ်နော်အဲ့ဒါဆိုရင်စပြီးတော့ရှင်းလို့ရပါပြီအဲ့နေကောင်းလားအဆင်ပြေလားပေါ့နော်ဒါမျိုးလေးကျွန်တော်က အဲရေးလို့ရလာမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုဟိုလည်း30လောက်ထားပေးလိုက်နော်အဲဒီလိုမျိုးဒါကျွန်တော်တို့ကဖောင်းလာလေးရေးလို့ရတာမှာဖြစ်ပါတယ်အဲနေကောင်းလားဆိုပြောပါနော်ဒါဆိုလို့ရှိရင် W ဖောင်းလေးတွေကိုသုံးလို့ရတာပါပေါ့နော်စလုံးလာလေးသုံးလို့ရတာပါပြီဖိုတိုရှော့ထဲမှာလည်းဆိုရဲဖိုတိုရှော့မှာဆိုရင်လည်းကျွန်တော်ဒီပုံစံတိုင်းဖောင်းလေးကြောင်းပြီးတော့သုံးလို့ရတိုင်းနော်အဲ့တော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကတော့အဲကွန်ပျူတာမှာစလုံးလာဖောင်းလေးတွေသွင်းတဲ့နေလေးကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ် အဲနောက်နေ့မှာလည်းဗီဒီယိုအသစ်တွေတင်တဲ့အခါမှာသိရအောင်အဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အဲဒီဗီဒီယိုအသစ်တင်တာနဲ့ကျွန်တော်တန်းပြီးတော့ကြည့်လို့ရအောင်ပေးနာမှာရှိတဲ့ notify bell ခေါင်းလောင်းလေးကိုနှိပ်ပြီးတော့အားပေးခဲ့ပါဦးခင်ဗျာအားလုံးရှင်လန်းရှာနေကြပါစေခင်ဗျာ